ပကူတိုင်းအောက်တွင်းမြို့နယ်တရတော်ကျေးရွာကိုဒီကနေ့မနေ့စစ်ကောင်စီတပ်က drone နဲ့ဘုံးနှစ်ကြိမ်ကျဲချခဲ့ရာအသက်16နှစ်ရွယ်မချမ်းမိမိအောင်ပွဲချင်းပြီးတေဆုံးခဲ့ပြီးသူမရဲ့ညီမတစ်ယောက်ဖြစ်တဲ့အသက်10နှစ်ရွယ်ယွန်းမိမိအောင်နဲ့ယွန်းမိမိသော အမွှာညီမတို့ဘုံးစားထိမှန်ပြီးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများထံမှသိရပါတယ်။နိုဝင်ဘာ22ရက်မနေ့9:40ခန်းမှာတရတော်ရွာတွင်မှရှိတဲ့နေအိမ်တစ်လုံးပေါ်ကို drone ပုံကြားရောက်ပောက်ကွဲခဲ့ခြင်းဖြစ်ပြီးအဲ့ဒီနေအိမ်တွင်မှရှိနေတဲ့အသက်16နှစ်အရွယ်မချမ်းမိမိအောင်ဝဲချင်းပြီးတေဆုံးကသူမရဲ့ညီမနှစ်ဦးဖြစ်တဲ့အသက်10နှစ်အရွယ်ကလေးငယ်နှစ်ဦးခြေထောက်ပေါင်နဲ့ကြောပိုင်းတို့မှာဘုံးဆာများထိမှန်တရားရရှိခဲ့ကြောင်းဒေတာကံများကဆိုပါတယ်မနေ့9:40လောက်မှာဘုံးတန်နှစ်ခါကြားတယ်နေအိမ်တလုံးပေါ်ကိုတက်တက်ကြပြီးပောက်ကွဲတာအသက်16နှစ်အရွယ်ချမ်းမိမိအောင်ဆိုတဲ့အကောင်မလေး ွဲချင်းပြီးတည်သွားတယ်။သူ့အမွှာညီမအသက်၁၀နှစ်အရွယ်ယုံမိမီအောင်နဲ့ယုံမိမီစောဆိုတဲ့ကလေးနှစ်ယောက်လည်းဘုံစထိပ်ပြီးဒဏ်ရာရသွားတယ်လို့တရတော်ရွာဒေသခံတဦးကပြောပါတယ်။ဒဏ်ရာရှိထားတဲ့ကလေးငယ်နှစ်ဦးကိုအနီးဆုံးခြေကုသမှုခံယူနေပြီးလက်ရှိချိန်မှာအသက်အန္တရာယ်မစိုးရိမ်ရသေးကြောင်းသိရပါတယ်။အလားတူပဲယခုနှစ်ဧပြီလ15ရက်နေ့ကလည်းအုတ်တွင်းမြို့နယ်အတွင်းမှာရှိတဲ့ရိုးစင်ခြေရွာအုပ်စု တောင်တန်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကအလေးရင်နဲ့ဘုံကျဲချခဲ့ရာရတနှစ်ဦးတေဆုံးခဲ့ဘူးပါတယ်။အုတ်တွင်းမြို့နယ်တွင်ယခုလအတွင်းမှာပဲစစ်ကောင်စီတပ်ရဲ့လေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်မှုများပုံမပြင်းထန်လာပြီး အရတားပြည်သူများထိခိုက်ဒေဆုံးမှုများပြားကဇက်တိုက်ဖြစ်ပွားနေကြောင်းဒေသခံများကပြောဆိုကြပါတယ်ရှင်။